ကျမတို့ဒီနေ့ interview အစီအစဉ်မှာတော့ဒီကြားနာပွဲရဲ့ထူးခြားချက်ကဘာဖြစ်မလဲ camp center တွေနဲ့ပတ်သက်ပြီးတော့เนาะဒီဟိုနေပြီးတော့ ਨੇ ဒီ camp center တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ကကာကွယ်ရေးအထူးเนาะလေ့လာတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူတို့ဒီ telephone center တွေเนาะအဆက်အသွယ်လုပ်တာတွေအဲ့ဒါတွေအကုန်လုံးကိုသူက geo positioning ဆိုတာเนาะဘယ်နေရာနေစတယ်ဘယ်နေရာဆုံးတယ် ။နော်အဲ့ဒါတွေကိုတို့ကဟိုပတ်သားထားပြီးတော့နော်ဟိုတိုင်းလုပ်ရတယ်။အဲ့တော့တို့တွေကဒီနေ့ပြီးတော့လေဒီကြဖြတ်နော်နေရာတွေနဲ့တည့်ရအစအတွေ့ရှိတယ်လို့ဘာလို့တို့တက်တဲ့အထောက်အထားရှိတယ်လို့ပြောနေကြတယ်ကြာ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့ကျွန်တော်တို့တင်ဆက်မဲ့ဗီဒီယိုကတော့ဒေါ်လာ10ဘီလီယံကျော်ဆုံးရှုံးခဲ့ရတဲ့အမေရိကန်နိုင်ငံသားတွေရဲ့ငွေတွေကိုခိုးယူနေတဲ့ကြားဖြတ်လုပ်ငန်းတွေဟာမြန်မာစစ်တပ်အိတ်ကတ်ထဲကိုဘလို့ရောက်နေလဲဆိုတာကိုဆရာဦးချင်းရွှေကအမေရိကန်လွှတ်တော်ရဲ့ဂျာနာပွဲအချက်အလက်တွေနဲ့တကွသုံးသပ်ထားတာပဲဖြစ်ပါတယ်။ အမေရိကန်ကနှိမ်နင်းရေးအထူးတပ်ဖွဲ့ဖွဲ့စည်းပြီးမြန်မာကမ္ဘောဒီးယားလာအိုတို့ကိုအထူးအာရုံစိုက်နေတဲ့အခုလိုချိန်မှာနေပြည်တော်နဲ့ကြားဖြန့်ကောင်းဆောင်တွေကြားကဖုန်းနဲ့ကွန်ရက်ချိတ်ဆက်မှုအသေးစိတ်တွေကိုပါအမေရိကန်ဘက်ကရရှိထားပြီးပြီဆိုတဲ့ဆရာဦးချင်းရွှေရဲ့စိတ်ဝင်စားစရာအဓိကအချက်ကို နားဆင်ရမှာဖြစ်ပါတယ်အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာတဲ့နိုဝင်ဘာလ19ရက်နေ့က အမေရိကန်ကွန်ဂရက်နိုင်ငံသားရေးရာကော်မတီမှမြမရေးနဲ့ပတ်သက်တဲ့ကြားနာပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ဒီကြားနာပွဲအတွက်ပေးထားတဲ့ခေါင်းစဉ်ကတော့ဖက်ပေါက်မရှိတဲ့မဟာဗျူဟာမြမနိုင်ငံရဲ့အဆုံးမရှိတဲ့အကြက်အတဲနဲ့အမေရိကန်ရဲ့ကန့်သက်ထားတဲ့ရွေးချယ်ပိုင်ခွင့်များလို့အမည်ပေးထားပါတယ်။အမေရိကန်ဆိုရအနေနဲ့ရွေးချယ်ပိုင်ခွင့်ရှိပေမဲ့ကိုကိုကို ပြန်ပြီးကန့်သက်ထားတဲ့ကန့်သက်ချက်တွေရှိနေတာဟာအလုံးမဖြစ်ဘူးလို့ဆိုလိုချင်ပုံရပါတယ်။ ဒီကြားနာပွဲရဲ့ထူးခြားချက်ကတော့ရခိုင်ကာလတွေကလုခဲ့တဲ့အခြားသောကြားနာပွဲတွေနဲ့မတူဘဲတမူထူးခြားနေပြီးတော့မြန်မာနိုင်ငံအတွင်းမှာကြုံတွေ့နေရတဲ့ပြိပခါတွေရဲ့အထူးအကြောင်းရင်းတွေကိုခေစိတ်တွင်ကြဆွေးနွေးသွားတာမျိုးဖြစ်ပါတယ်။ဒါအပြင်အမေရိကန်ရဲ့မြန်မာနိုင်ငံပေါ်မှာချမှတ်ထားတဲ့လက်ရှိမူဝါဒဟာတွေဟာအောင်မြင်မှုရှိမရှိနဲ့အဲ့ဒီအတွက်ကောင်းမွန်တဲ့မဟာဗျူဟာတွေချမှတ်ဆောင်ရွက်ဖို့အရေးတကြီးလိုအပ်နေတဲ့အကြောင်းဆွေးနွေးပြောဆိုသွားတာလည်းတွေ့ရပါဗျ မြမရေးနဲ့ပတ်သက်ပြီးအခုလိုမဟာဗျူဟာကြကြလှုပ်ဆောင်မှုလိုအပ်နေပြီဆိုတဲ့ဆွေးနွေးချက်အပေါ်မှာတော့ပါတီနှစ်ခုစလုံးကတညီတညွတ်တဲ့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။ကျမတို့ဒီနေ့အင်တာဗျူးအစီအစဉ်မှာတော့ဒီကြားနာပွဲရဲ့ထူးခြားချက်ကဘာဖြစ်မလဲ။နိုင်ငံရေးအရာဘလောက်အရေးကြီးသလဲစတဲ့အကြောင်းအရာတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်။ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့ American ပြည်ထောင်စု LA2M ဖွဲ့ရဲ့စီယုံလှုံ့ဆော်ရေးမှူးဆရာဦးချင်းချွေဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမင်္ဂလာပါ။မင်္ဂလာပါ။ ဟုတ်ကဲ့ဆရာအဲ့တော့ဟိုကျမတို့မနေ့ကဒါကျင်းပသွားတဲ့ကျောင်းနောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဟိုမေးစရာလေးတွေရှိလာတာပေါ့ဆရာရယ်အဲ့တော့ဟိုသူတို့ပြောသွားတဲ့အထက်ထဲမှာဆိုလို့ရှိရင်ဒါကြားဖြန့်ကိစ္စလည်းပါတာတွေ့တယ်ပေါ့လေနောက်ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောသွားတာလည်းတွေ့တယ်ပေါ့နော်နောက်ပြီးတခါဒီတရုတ်နဲ့ဆက်ကဆိုင်ရဲ့အနေအထားတွေကိုလည်းပြောသွားတာရှိတယ်ပေါ့လေတခါဒီအာဆီယံရဲ့အခမ်းအနားနဲ့ပတ်သက်ပြီးပြောသွားတာလည်းရှိတယ်ဆိုတော့ ်ကျွန်မနည်းနည်းတစ်ချက်ချင်းသွားလိုက်ရှင်နဲ့ပေါ့ဆရာရဲ့အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်မသိချင်တာကဒီကြပြန်တဲ့ပတ်သက်တဲ့အမေရိကန်အစိုးရပေါ့နော်သူရဲ့စိုးရင်ချက်ကဘာဖြစ်မလဲပေါ့နော်ဆရာအဲ့တော့လေးနည်းနည်းလောက်ဆွေးနွေးပေးပါလားဒီအခုတော့ဆွေးနွေးနေတာသူတို့တွေနော်အကုန်လုံးကဒီကြပြန်ကိစ္စကအမေရိကန်ရဲ့ဟို national security ပေါ့လေ သူတို့ဒီနိုင်ငံရေးလုံခြုံမှုနိုင်ငံလုံခြုံမှုကိုထိခိုက်တိုင်တယ်လို့သူတို့ယူဆတာလို့အဲ့ဒါကြောင့်ဒီ Democrat ကော Republican နော်နော်နောက်ပြီးတော့ဒီဝင်းကြီးအဖွဲ့ဘက်ကရော Congress ကရောလွှတ်တော်ကရောဒီဥစ္စာကိုအလေးထားပြီးတော့သူတို့ဆောင်ရွက်တယ်ပေါ့လေဆိုတော့ဆရာသူတို့ပြောသွားတဲ့အထက်ထဲမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးလည်းပါတယ်ပေါ့နော်ဆက်ဆက်ပတ်သက်ပြီးတော့ပြောသွားတယ်ဆိုတော့အဲ့ဒီပုံမှာရောဆရာအမြင်ကိုနည်းနည်းလောက်ဆွေးနွေးပေးပါအောင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေသူတို့ပထမဆုံးစပြီးတော့အဖွင့်အမှားစကားပြောတဲ့အမတ်ရန်ကင်မနေစပြီးတော့ဒီ testimony ပေးတဲ့လူပေါ့နော်တက်သေးခံတဲ့လူတွေရောနောက်အဖွင့်စကားပြောတဲ့ဒုတိယနော် OME barrel ရောနောက်ပြီးတော့မေးသမျှအမတ်တွေအကုန်လုံးကဒီရွေးကောက်ပွဲကိုယုံကြည်မှုမရှိဘူး အတူရောင်ဒီရေကောက်ပွဲကညီညာရေးရမှာမဟုတ်ဘူးအဲ့တော့လက်မခံသင့်ဘူးအဲ့တော့ဒီအမေရိကန်အစိုးရအနေနဲ့တရားဝင်ဒီရေကောက်ပွဲကိုညှင်းဆန်ပါတယ်ဆိုတာနော်သူတို့ဒီစာရေးပါအထုတ်တဲ့နေပေါ့နော်အဲ့ဒီလိုတော့ကျွန်တော်တို့နားလည်လိုက်တယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ဒီပေါ့နောက်နောက်တစ်ခုကသူတို့ပြောတဲ့ထဲထဲမှာဆိုလို့ရှိရင်ဒီအမေရိကန်သွားနေတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အော်သူတို့ထောက်ပြသွားတဲ့အချိန်အခါမှာဒီမြန်မာအရေးနဲ့ပတ်သက်လို့ရှိရင်ဒီအာဆီယံကဒီ5 point consensus နဲ့သွားနေတဲ့အနေအထားတွေကလည်းအလုံးမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပြောသွားမျိုးတွေ့ရတယ်ပေါ့လေအဲ့တော့ကိုလမ်းကြောင်းကိုဖော်မယ်ဆိုတာမျိုးလည်းတွေ့ရတယ်ပေါ့ဒီပေါ်မှာရောဆရာဘယ်လိုနားလဲလဲဆရာအဲ့ဒါလေအဖွင့်စကားစပြောတွေကနော်အမေရိကန်ကကိုပိုင် မြန်မာပြည် policy ရှိတဲ့နယ်ပေါ့နော်အဲ့တော့ဒီလွန်ခဲ့တဲ့၄နှစ်ကျော်အတွင်းမှာကိုပိုင် policy မတွေ့ရဘူးပေါ့ပြီးတော့မှဒီ ASEAN နောက်လိုက်လုပ်ပြီးတော့ဒီ5 point consensus နဲ့နော်ပွားနေတာအခု ASEAN ကို defer လုပ်ထားတာပေါ့လေဟိုလက်ဝဲထားတဲ့ဥစ္စာအခုရက်ဒီဘာမှရလာမတွေ့ရသေးတော့သူတို့အကုန်လုံးကတွန်းကြတယ်ဗျနော် ဒီတက်တဲ့ခံတဲ့လူတွေရောဟိုဟွာလုတဲ့လူတွေရောဒီအဲမေကွန်းထုတ်တဲ့လူတွေရော အကုန်လုံးကမေကွန်းလည်းထုတ်တယ်အဲ့ဒါကိုတက်တဲ့ခံတဲ့လူတွေကလည်းအဲ့ဒီလိုဖြေတယ်နော်အိုအမေရိကန်ပေါ်လစီကအခုကိုကိုပိုင်ပေါ်လစီရှိတယ်လေကျွန်တော်တို့မှာတခြားရွေးချယ်စရာအများကြီးရှိတယ်เนาะအာဆီယံနောက်ကိုလိုက်စရာမလိုဘူးဆိုပြီးတော့သဘောရတယ် ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့ဆရာအနေနဲ့ဆိုလို့ရှိရင်ဘယ်လိုမြင်လဲဆရာဒီကြားနာပွဲကနိုင်ငံရေးရဘယ်လောက်အရေးကြီးတယ်လဲဆရာဆရာဘယ်လိုယူဆတယ်လဲကျွန်တော်တော့နိုင်ငံရေးအရာတော့ခတိုင်းနယ်ဆိုင်အများကြီးတိုးတက်လာတယ်လို့ကျွန်တော်တို့ယူဆတယ်ဗျာဘာဖြစ်လဲဆိုရင်အခုကျွန်တော်ဒီကွန်ဂရက်ကို advocate လုပ်နေတာ၄နှစ်ကျော်၅နှစ်နီးပါရှိပြီเนาะဒီလိုဟို hearing ပေါ့เนาะ တခါမှဗမာပြည်အတွက်တီးတန့် hearing ဆိုတာကျွန်တော်မတွေ့လိုက်မိဘူးเนาะ briefing တွေကတော့အများကြီးပဲအဲ့တော့ briefing နဲ့ hearing ကထိအောင်မှုကတော်တော်ကွာတယ်ဗျเนาะ briefing ဆိုတာကိုအမတ်နဲ့တီးလို့ရှိရင်အမတ်နဲ့တီးတဲ့လူကိုเนาะဟိုဒီအခန်းတစ်ခန်းတောင်းပြီးတော့เนาะအဲ့ဒီမှာကျွန်တော်တို့လာပြီးတော့เนาะဟိုကျွန်တော်တို့ဟိုတင်ပြပြရစီပေါ့เนาะ ဲ့တော့ briefing ဆိုတာအကြံပြုတာတင်ပြတာညအခုရုံးမှာကျွန်တော်တို့ project တစ်ခုအကြောင်း briefing လုပ်မယ်ဆိုလို့ရှိရင်ဟိုကိုအလို့သမားတွေခေါ်ပြီးတော့เนาะအဒီလိုဒီလိုဒီ project ကတော့ရှိတယ်ခင်ဗျားတို့ဒါလုတ်เสียလို့ရတယ်အဲ့ဒီလောက်ပဲเนาะဟိုတရားဝင်သိပြီးတော့မဟုတ်ဘူးဒီဟို hearing ကြတော့ဒီလွတ်တော့ဒီမှာလဲလုတ်တယ် ပြီးတော့မှဒီတက်တွေအထွက်တဲ့လူတွေကလည်းကြမ်းနေပါလေချိန်ရတယ်ပြီးတော့သူတို့ဘာလို့တက်တွေဟို testimony ပေါ့နော်ဘာတွေအကြောင်းပြောမလဲဆိုတာကိုကြိုတင်ပြီးတော့ရေးပြီးတော့သူတို့ဒီဟိုကြမ်းချိန်စာနဲ့တွဲပြီးတော့တင်ထားပြီးတော့အကုန်လုံးစစ်စစ်ပြီးတော့မှအဲ့ဒီမှာပြောသမျှမေးသမျှအကုန်လုံးအားပြန်နှံဝင်ပေါ့နော်မှတ်တမ်းတင်ထားတယ်အဲ့တော့ဒီဟို hearing လောက်တာညသောအဖြစ် ဲ့လိုအမှုစီရင်သူတို့ hearing လုပ်တာကျွန်တော်တွေ့တယ်။နောက်ပြီးတော့ဒီအစိုးရဌာနတစ်ခုခုကလုပ်တာကြင်တာသူတို့မကြိုက်လို့ရှိရင် hearing လုပ်တာတွေ့တယ်။တို့ဖြင့်ဥပဒေပြုဖို့အတွက် hearing လုပ်တာတွေ့တယ်။အဲ့တော့ကျွန်တော်တို့ကဒါကိုယူဆတာတော့တော့မြန်မာပြည်နဲ့ဆိုင်တဲ့အကျိုးရှိတဲ့ဥပဒေသစ်တွေပြုဖို့တို့ဖြစ်လို့ရှိရင်ဒီဟိုဝင်းကြီးဌာနဌာနတွေကိုတော့နည်းနည်းဟိုသူတို့အကြံပြုဖို့เนาะတွန်းဖို့ အဲအဲ့ဒါမျိုးရွေကျက်နဲ့လုတ်တယ်လို့ကျွန်တော်တို့ကယူဆတယ်ဟုတ်ကဲ့ဆိုတော့ရာကဆရာရဲ့တွန်းမို့ဆိုလို့ရှိရင်တို့ဟိုပြောတယ်လို့ပေါ့နော်ဟိုအဓိကကဒီ American ရဲ့ဒီ National Security ပေါ့နော်ကုသိုလ်ဟိုဟိုချိမ့်ချောက်လာတဲ့အနေအထားမျိုးဆိုလို့ရှိရင်ဒါကအလုတ်တယ်ဆိုတဲ့သဘောမျိုးလားဆရာအဲ့လိုယူဆသလားဆရာတို့ကဘယ်လိုယူဆသလဲဆက်ဆက်ပတ်သက်နိုင်တယ်လားပေါ့ဒါနဲ့ဟိုဟိုကျွန်တော်ဥပမာပြောမယ်နော်ဟုတ်ကဲ့တွန်းမို့ဆိုတာ တချို့ဥစ္စာတွေကဟိုဒီမှာလွတ်တော်ကဥပဒေပဲပြုတာဟုတ်ကဲ့เนาะဒီဥပဒေတွေအကောင့်ထဲပေါ်တာဝင်းကြီးများဌာနအကောင့်ထဲပေါ်တာအဲ့တော့ဝင်းကြီးများဌာနကဒီလွတ်တော်ကလွတ်လုတ်ပိုင်ခွင့်ပေးထားပြီးတော့မလုတ်သေးဘူးဆိုလို့ရှိရင်ဒီဟိုလွတ်တော်ကအဲ့ဒီလူတွေကိုစာနဲ့ပေနဲ့ရေးတို့ဖြင့် hearing လုပ်ပြီးတော့တွန်းတယ်เนาะအဲ့တော့အဲ့လိုမျိုးပေါ့ဥပမာဆိုလို့ရှိရင် sanction လုပ်မယ်ဆိုလို့ရှိရင် နော်ဒီ treasury department ဘဏ္ဍာရေးဝန်ကြီးဌာနလုပ်မယ်နော်အဲ့တော့သူ section လုပ်ဖို့အတွက်ကသမရကသူလုပ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ်နော်အဲ့တော့လွတ်တော်ကနေပြီးတော့ DRA ကိုတော့ sanction လုပ်ပါဗျာဆိုပြီးတော့နော်သူတို့ဒီ treasury department နေအဲ့ဒီဟိုဘဏ္ဍာရေးဝန်ကြီးဌာနကိုသူတို့ကတောင်းဆိုလို့ရတယ်နော်တောင်းဆိုလို့မရရင်နောက်ထပ်ထပ်ပြီးတော့တင်းတင်းမာမာတောင်းဆိုတော့ပေါ့နော်ပြင်းပြင်းထန်ထန်တောင်းဆိုရဲဆိုရင်အဲ့လိုမျိုး urge လုပ်တယ်ပါညာ အဲအဲ့ရမျိုးပေါ့နော်အဲ့တော့ဒီ hearing နေရအဲ့ဒီကနေစပြီးတော့ဟိုအဲ့ဒီဘက်ကိုတွန်းနိုင်တာပေါ့နော်ဟုတ်ကဲ့ဆရာဆရာအဲ့ဒါဆိုလို့ရှိရင်ပြီးခဲ့တဲ့သမရဘိုင်ဒန်လက်ထက်မှာကောဒီလိုမျိုး hearing လုပ်ခဲ့တာရှိသလားဆရာကျွန်တော်ကဗမာပြည်အတွက်တက်တက်ဆိုပြီးတော့ hearing ကျွန်တော်မတွေ့ခဲ့ဘူးညာဟုတ်ကဲ့ဟုတ်ကဲ့ briefing နေတော့အများကြီးတွေ့တယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီလို စဉ်းစားစရာဖြစ်လာပေါ့ဆရာရေဟိုနေ့ကတော့ဒီစက်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးပေါ့နော်ဒီဘုကျုပ်စမင်းထွန်းပြောတဲ့အထဲထဲမှာဒီကြားပြန်ကိစ္စလို့ခေါင်းစဉ်တက်ထားပြီမဲ့တကယ်တော့တိတဲ့နဲ့နဲ့တဲ့ဒီဟရင်အာဂျန်နာတွေရှိနိုင်တယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့လေဆိုလိုတာကကြားပြန်ကိစ္စဟာခေါင်းစဉ်တက်လို့ကောင်းလို့ တက်လိုက်တဲ့ပုံစံမျိုးပဲရှိတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အဲ့တော့ဒီပေါ်မှာတချို့ကလည်းအာမြန်မာဟာဒီတရုတ်နဲ့အမေရိကန်ကြားထဲမှာပေါ့နော်ဟောဒီဒီဒီ proxy စပွဲပုံစံမျိုးဖြစ်သွားနိုင်တယ်ဆိုတာမျိုးပြောနေတာရှိတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကောဆရာဘလို့မြင်လဲဥမာဆိုလိုတာကမြန်မာအရေးကိုအမေရိကန်စိတ်ဝင်စားလာတာဟာအလားစိတ်မဝင်စားပဲဖာတိဖာတာနေတာထက်စားလို့ရှိရင်ပိုကောင်းတယ်လို့ပြောလို့ရမလားဘလို့ယူဆတယ်လဲဆရာ ဒီကြားဖြန့်ကိစ္စကျွန်တော်ဟို Jason Tower တော့ဟို USIP ကလုံနေတာကျွန်တော်ထင်တယ်ဟိုအနာမသိငင်နေရနော်အဲ့တော့သူတို့ဒီရေးထားတဲ့ report တွေပါလေကျွန်တော်တို့တွေ့ဘူးတယ်သူပြောတယ်ဗျာနော်အဲ့တော့အခုမှစတာမဟုတ်ဘူးပြီးတော့ဗမာပြည်တခုတည်းမဟုတ်ဘူးအခု sanction လုပ်တယ်ဥစ္စာတွေက ကမ္ဘောဒီးယားကလည်းပါတယ်လာအိုစ်ကလည်းပါတယ်ယူဒီးယားကလည်းပါတယ်နော်အဲ့တော့ဟိုဗမာပြည်ကကြတော့ဒီကျွန်တော်တို့စီကဒီအကြီးဆုံးလေဒီဟို scam center တွေနော်အဲ့ဒါတွေကကျွန်တော်တို့ဗမာပြည်ထဲမှာရှိနေလို့ ਨੇ တူတယ်နော်အဲ့တော့ဒီသူတို့အဓိကကတော့ scam center တွေကဒီကလူတွေနော်တော်တော်များများ သူတို့မေးချေထိကြိုက်တော့ဟိုအဲ့လိုဟိုပင်စင်စားတွေကိုသူတို့ပင်စင်အကုန်လိန်သွားတာတို့ဘာလို့လေးစုထောက်ဆောင်းထားတာလေးအဲ့တော့သူတို့ပြောတာ15ဘီလီယံလောက်ဆိုတော့အခုဗမာပြည်ကငွေဟို American ထိမ့်သိမ်းထားတာ1ဘီလီယံလောက်ရှိတယ်เนาะအဲ့တော့15ဘီလီယံဆိုတာနည်းတဲ့ပတ်စံမဟုတ်ဘူးပြည်တွင်းရေးကိုလည်းတော်တော်ထိကြိုက်လာလို့เนาะအဲ့ဒါလုတ်တယ်လို့ယူဆတာ နော်ပြီးတော့မှဒီကြားဖြတ်နေသူတို့မူရစီဝါနေရလဲဆက်သွဲနေရလို့ယူဆတယ်ပြီးတော့အခုကျွန်တော်နောက်ပိုင်း report ဤဖတ်ရတာဒီကြားဖြတ်လုပ်ငန်းနေစနော်ဒီဟိုကျွန်တော်တို့တောင်ဟိုအမေရိကကဒီစေဝါလုပ်တယ်မူရစီဝါလုပ်တယ်လူတွေရဲ့ငွေကြေးခဝါချဖို့ကနေပြီးတော့စပြီးတော့သူတို့ဟိုကြီးထွားလာတယ်ပြောတယ်အဲ့တော့အခုအမေရိကန်က နော်သမရထရန်ကိုရင်ကိုကဗင်နီဇွေးလားကိုသူတို့အင်မတန်ချင်းချောက်ပြီးတော့သူတို့တင်မောတွေကိုမြုပ်နေတာလေအခုဆိုတင်မောဘယ်နှစင်းရှိလဲကျွန်တော်သေချာသိတာနှစ်စင်းနော်အဲ့တော့အခုဗင်နီဇွေးလားကိုလည်းသူတို့ဒီမူရဲဆေးဝါးကိစ္စနော်သူတို့ရရင်ရမရလို့ရှိရင်သူတို့ဟို American ဝင်မယ်ဆိုပြီးတော့ဟို9ရက်ချင်းချောက်ထားတယ်နဲ့တူတယ်ဒီ Monday ကစတယ်နဲ့တူတယ်24ရက်နေ့ကအ အဲ့တော့ဟိုနောက်ွယ်ကเนาะအဲ့ဒီနည်းနည်းပါးပါတော့ပါမှာပေါ့ဗျာသင်္ကန်းအေးဆိုတော့လေဒါပေမဲ့အဓိကကတော့အဲ့ဒါမဟုတ်ဘူးလို့ယူဆတယ်ဟုတ်ကဲ့ဆရာဆိုတော့ဆရာကျွန်မစဉ်းစားမိတာကအဲ့ဒါဆိုလို့ရှိရင်လွတ်တော်ကသွားနေတဲ့လမ်းကြောင်းပေါ့နော်လွတ်တော်နဲ့အခုအစိုးရနဲ့ကဟိုရီမန့်ချစ်တူတယ်လို့ပြောလို့ရတာပေါ့နော်ဆရာဘာဖြစ်လဲဆိုတော့ဒီကြားပြန်ကိစ္စလို့ဟာမျိုးတွေမိုးရေဆေးဝါးနှိမ်နှင်း တဲဟာမျိုးတွေကအစိုးရကိုတိုင်ကလည်းလောလောဖတ်ဖတ်လုပ်နေတာမျိုးတွေတွေ့ရတယ်လေဆိုတော့အခုလွတ်တော်ကနေပြီးတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တင်ပြလိုက်တဲ့အခါကျတော့အစိုးရဘက်ကရောဆရာဘလောက်အထိဒီပေါ့ဟိုကန်တွယ်ဖြစ်ချင်းလာနိုင်တယ်လေဒီကိစ္စကိုလေအေးအေးယူဆောင်ရွက်လာနိုင်တယ်လို့ထင်တယ်လဲဆရာဆရာအမြင်ပေါ့နော်ဆရာကြောက်ချန်ကိစ္စကအခုဒီဝင်းကြီးဌာနဘက်ကအရင်ကျွန်တော်ထင်တယ်ပို့တောင်ပြီးတော့ဥနေပြီးတော့ advance ဖြစ်နေပြီးယူဆရမယ်ဘာလို့ဆိုတော့လွတ်တော်ကအခုမှ ောက်လွတ်တော်မှာဟိုအဲ့ဒီ Jefferson Street ကသူဥပဒေတစ်ခုတင်ထားတယ်အထက်လွတ်တော်မှာလည်းဟိုနောက်တစ်ခုတင်ထားတယ်ဒါပေမဲ့အဲ့ဒီဥပဒေတွေကထွက်မလာသေးဘူးစဉ်းစားတော့မှရှိသေးတယ်အခုဟိုကြကြန့်ကိစ္စအတွက်ကိုသူတို့ဒီဟို scam center strike force ဆိုပြီးတော့ဖွဲ့လိုက်ပြီးတော့နော်ဟိုလည်းပါတယ်နော်ဒီဟို Department of Justice နော်တရားရေးဝန်ကြီးဌာနလည်းပါတယ် FBI လည်းပါတယ်ပြီးတော့မှ United States Secret Service လေး အဲ့လိုအထူးထောက်လိုင်းရေးနော်ပြိုးဝဲထောက်လိုင်းရေးအဖွဲ့လဲပါတယ်ဆိုတော့တော်တော်ခင်ငယ်မှမှမြန်မြန်ဆန်ဆန်လုပ်နိုင်အောင်လို့ task force တော်မပြောဘူးသူတို့ strike force ပြောတာမြန်မြန်လုပ်နိုင်အောင်လို့ဆိုတော့ဒီအစိုးရဘက်ဝန်ကြီးဌာနဘက်ကတောင်းနော်တော်တော်ဥနေပြီနောက်ထပ်ထပ်ပြီးတော့ထုတ်မဲ့ဥပဒေတွေကအဲ့ဓာတွေကိုသူတို့ပူအားကောင်းအထောက်ပြုဖို့အတွက်ပဲလုပ်လို့ရတော့မှာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့ကျမဒီမြန်မာတစ်ခုစဉ်းစားမိတာကျွဲခုရေပါဆိုသလိုပေါ့ဆရာရဲ့အခုအစကစကလည်းရွေးကောက်ပွဲလုပ်ဖို့ကြံနေတယ်ပေါ့ဆရာရဲ့လာမယ့်ဟိုဒီဇင်ဘာမှာတို့ရွေးကောက်ပွဲလုပ်ဖို့လုပ်နေတယ်ဆိုတော့အခုလိုပေါ့နော်ဒီအောက်လွတ်တော်နိုင်ငံသားကြီးကော်မတီမှာကြားနာတဲ့ကိစ္စတွေရောနောက်အမေရိကန်အစိုးရကစပြီးတော့ခြေလှမ်းလှမ်းလာတဲ့ဟာတွေကဘယ်လောက်အထိအဲ့ဒီအပေါ်မှာသွားပြီးတော့တည်ရောက်မှုရှိနိုင်တယ်လဲဆရာဒီ scam center တွေနဲ့ပတ်သက်ပြီးတော့เนาะဒီ ဟိုနေပြည်တော်နဲ့ဒီ scam center တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ဗျာဟုတ်တချို့အဖွဲ့တွေအဲ့ဒီ C4ADS ဆိုတာ Center for no Advanced Defense Studies ကာကွယ်ရေးအထူးเนาะလေ့လာတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူတို့ဒီတယ်လီဖုန်းဆက်တာတွေเนาะအဆက်အသွယ်လုပ်တာတွေ ဲ့ဒါတွေအကုန်လုံးကို तू က geo positioning ဆိုတာနော်ဘယ်နေရာနေစရဘယ်နေရာဆုံးနေနော်အဲ့ဒါတွေကိုတို့ကဟိုဟိုပတ်သားထားပြီးတော့နော်ဟို file လုပ်ထားလို့ရအဲ့တော့တို့တွေကဒီနေပြည်တော်နဲ့ဒီကြားဖြတ်နော်နေရာတွေနဲ့ကတရက်အဆက်အသွယ်ရှိတယ်လို့ဘာလို့တို့သက်သေအထောက်အထားရှိတယ်လို့ပြောနေကြတယ်ရဟုတ်ကဲ့ဒီသူဟိုကျွန်တော်တို့စီကလွတ်တော်ကလေနော်ဒီဟို ဲ့ဒီ Jefferson Street တို့ဘာလို့ကအဲ့ဒီလိုဟိုအထောက်အထားတွေကိုတစ်ချိန်လုံးစုဆောင်းနေတယ်ပြီးတော့ FBI ကြတော့သူ့ကိုသတင်းပေးခြင်းပေးလို့ရတယ်နော်အဲ့တော့သတင်းပေးတာတော့မဟုတ်မမှန်သတင်းနေလေများနေမှဆိုလို့ကျွန်တော်တို့က short တော့ short ခိုင်းရဘသူတို့တည်တည်ချာချာတော့ဒီကဟိုလေးလာပြီးတော့နော်ဟိုတိတိကျကျဖြစ်အောင်တော့ထိရောက်အောင်တော့သူတို့လုပ်ကြမယ်သဘောရှိတယ်အဲ့တော့တရားရေးဝန်ကြီးဌာနပါတယ်ဆိုတာက လူဖမ်းလို့ရှိရင်ယူရီးယားမှာမိလို့ရှိရင်အမေရိကကိုခေါ်လာပြီးတော့အမှုစစ်ဖို့အတွက်ကိုတရားရေးဌာနမှာလုပ်လို့ရတယ်။အင်းတော့အဲ့ဒါကြောင့်တို့ DRD အကုန်လုံးကိုကျွန်တော်တို့ကဖွဲ့စည်းထားတယ်လို့ယူဆရတယ်လေ။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆရာအဆုံးမှာပြောရတဲ့အထက်မှာ FBI ကိုတိုင်ကြားလို့ရတယ်ဆိုတာဆက်သွယ်ပြီးတော့ချိတ်ဆက်ပြီးတော့အကြောင်းကြားလို့ရတယ်တိုင်ကြားလို့ရတယ်ဆိုတော့ဘယ်လိုတိုင်ကြားလို့ရတာမျိုးပြောတာလဲဆရာ။ FBI က online နေသူတို့ဟို tip line ရှိဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တိုင်ငင်လို့ရှိရင်အဲ့ဒီ tip line ကိုဝင်ပြီးတော့ကျွန်တော်တို့ဟိုရေးတာရင်ရေးလို့ရတာပေါ့ဗျာဟုတ်ကဲ့လို့ရှိရင်အဲ့တော့ဟိုမဟုတ်တာတွေရွေးလျှောက်ပြီးတော့လေသေးသေးမွားမွားတွေတိုင်ရင်တော့မကောင်းဘူးပေါ့အဲ့လိုတကယ်တမ်းထိထိရရဥစ္စာတွေဆိုရင်အဲ့ဒီမှာဒါပေမဲ့သူတို့အဲ့ဒါကိုဟိုစစ်တဲ့လူတွေဘာတွေကလဲသူတို့မှာအတွေ့အကြုံအများကြီးရှိတယ်ဆိုတော့လေ တို့ဘယ်ကောင်အလေးထားပြီးတော့လုပ်အောင်မယ်ဘယ်ကောင်အလေးထားပြီးတော့မလုပ်နဲ့ဆိုတော့အဲ့ဒါမျိုးတော့ရှိပါပေါ့နော် โอเคပါဆရာဟုတ်ကဲ့ဆိုတော့လေဆရာဟိုနီကုံချုပ်အနေနဲ့ပေါ့ဆရာအခုမြန်မာနိုင်ငံအတွင်းမှာလည်းအခုကလေဟိုဗာပြည်တွင်းစကားလည်းဖြစ်နေတယ်ပေါ့เนาะဒီဖက်မှာလည်းဒီဖက်မှာလည်းတော်လိုင်းအင်အားစုတွေကလည်းရှိတယ်ဒီကြားထဲမှာပဲစကားစရွေးကောက်ပွဲကလည်းအာလုတော့မယ်ဆိုတာမျိုးဖြစ်နေတယ်ပေါ့လေဖြစ်ပြီးတော့တခါတည်းနဲ့နောက်ဟိုတချို့ကလည်းဒါ UN မှာဥကြုံမထွန်းနေရကိုပဲပေါ့เนาะစကားစဘက်ကအစားထိုးသွားမလားဆိုပြီးဒီလိုစိုးရင်ပူပန်နေကြရမျိုးကြီးလည်းရှိတာပေါ့လေဆိုတော့ဆရာအဲ့လောက်ထိစိုးရင်ဆရာလိုလားပေါ့ဒီလိုဖြစ်လာတဲ့အနေအထားတွေအောက်မှာဆရာဘယ်လိုမြင်လဲအဲ့ဒါလေးကိုနီကုံချုပ်ဆွေးနွေးပေး ပါလားဆရာအဲ့တော့အဲ့ဒါကိုကျွန်တော်ဟိုနည်းနည်းဟိုကျွန်တော်ပြောစရာလေးရှိတယ်ဗျဟုတ်ကဲ့ဒီဆက်ကဆာလော်ဘီတွေငှားထားတယ်ဟုတ်ကဲ့ဒီလော်ဘီတွေကလည်းသူတို့ဒီကအမတ်တွေချင်းကပ်မှာပဲအဲ့တော့မနေ့ရောကတချို့တွေမေးတာနော်ဟောပြောတာတွေကရောစက်ဟိုစစ်တပ်နဲ့ ဟိုတရုတ်နဲ့ကတလောက်ကြီးတဟဇာတာမဖြစ်ဘူးပေါ့နော်တရုတ်ကလည်းစစ်တပ်ကိုလုံးဝမယုံအကုန်ကြိုက်တာမဟုတ်ဘူးတရားရဂိုင်းတော့စစ်တပ်ဘက်ကလည်းအဲ့ဒီလိုပဲသဘောရှိတယ်အဲ့တော့သူတို့မတက်တာလို့ပေါင်းနေရတာမျိုးဆိုပြီးတော့ပြောကြတယ်ပြောကြပြီးတော့အမတ်တယောက်ကမေးတယ်အဲ့ဒါဆိုလို့ရှိရင်အမေရိကန်ကတရုတ်ကိုအစားထိုးလို့မဖြစ်ဘူးလားဆိုတာ ဒါပေမဲ့အဲ့ဒါကိုဟို Stevenson Center Steve Ross က तू ကရှင်းရှင်းလင်းလင်းဖြေသွားတာအခုစစ်တပ်ကရာဇဝတ်ကောင်ဖြစ်နေပြီနော်သူ့ကိုဒီနီးနဲ့နော်တို့ဟိုဒိုက်ရိုက် American နေနဲ့ဆက်ဆံလို့อ่ะမဖြစ်ဘူးအဲ့ဒါကိုသူရှင်းရှင်းလင်းလင်းဖြေသွားတယ်နော်ပြီးတော့ဒီအမ်ဟို ရှမ်း election နဲ့ပတ်သက်ပြီးတော့เนาะဒီ election ဟိုဒီဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေအကုန်လုံးလို့လို့ကဒီရွေးကောက်ပွဲကိုလက်မခံဖို့เนาะပြောသွားတယ်အဲ့တော့ဒီရွေးကောက်ပွဲကလုတ်တာเนาะဒီစစ်တပ်ကိုတရားဝင်အောင်လုတ်တာမျိုးဖြစ်နေတယ်အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်သူတရားဝင်သွားလို့ရှိရင်ဒီ scam center တွေကိုနှိမ်နင်းမှုပူတောင်ခက်သွားမယ်ဆိုပြီးတော့လေ အဲ့တော့ပြီးတော့မှဒီမနေ့က hearing နဲ့တော့သိဆိုင်ဘူးယာဒါပေမဲ့အဲ့ဒီဟို USCC နော်သူကအဲ့ဒီတရုတ်နဲ့ဟို American နဲ့သူတို့ဒီစီးပွားရေးနော်အဲ့ဒါမျိုးဆက်ဆံမှုတွေဟိုလေ့လာတဲ့အဖွဲ့ကသူ July ရဲ့အဲ့ဒီဟို report တခုထုတ်ထားတာရှိတယ်အဲ့ဒီ scam center ရဲ့နောက်ွယ်မှာနော်တရုတ်အစိုးရဘလို့ပတ်သက်နေလဲဆိုတာလေအဲ့တော့ scam center တွေကတရုတ်အစိုးရနဲ့လည်းမကင်ဘူးဆိုတာလေအဲ့တော့အဲ့ဓာဒီအကုန်လုံးကိုခြုံကြည့်လိုက်လို့ရှိရင်ဒီ scam center တွေကိုတိုက်ခိုက်တာနော်ဟိုတရုတ်အစိုးရကိုတွယ်ဝိုက်ပြီးတော့တိုက်ခိုက်တာမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ငွေကြေးစီစဉ်မှုကိုနော်ဟိုတကယ်ပိတ်ဆို့နိုင်တယ်ဆိုလို့ရှိရင်နော်ဒီဒေါ်လာရေးအတွက်အကျိုးရှိမယ်လို့ကျွန်တော်တို့ကမြင်တယ်ဗျာဟုတ်ကဲ့အဲဒီနေရာမှာတခုဆရာပြောလို့သွားပြီးတတိယသွားတယ်ဟို ရှင်းချစ်ကျန်းကိုတရုတ်ကိုထိုင်းကနေပြီးတော့လွှဲတော့မယ်ဆိုတဲ့အချိန်မှာရှင်းချစ်ကျန်းကသူပြောခဲ့တာရှိရဲ့သူ့ကိုမလွှဲပါနဲ့ပေါ့နော်။ဘာလို့လဲဆိုတော့သူကတရုတ်ဆိုးရအတွက်လည်းတချို့လုတ်ပေးခဲ့ဘူးလုတ်ပေးခဲ့တယ်ပေါ့နော်။ဒါကြောင့်မို့လို့သူ့ကိုတရုတ်ကိုပြန်လွှဲလွှဲလို့ရှိရင်သူ့အတွက်ကသူသူရှင်းတမ်းမို့မလွှဲဘူးဆိုတဲ့ပုံစံမျိုးပြောသွားတယ်ဆိုတော့ဆိုတော့ဒီအနေထားတွေအကုန်လုံးပေါ့တရုတ်ရဲ့တစိတ်တေတာနဲ့ပါဝင်ပတ်သက်နေတဲ့အနေအထားတွေအကုန်လုံးကိုဒါအမေရိကန်ကဟိုကောင်းကောင်းသဘောပေါက်နေပြီလို့ယူဆသလားဆရာ။ အဲဒီမှာတော့လေသူတို့ထောက်လိုင်းရေးတပ်ဖွဲ့16ခုတော့ရှိရအဖွဲ့ရလေအဲ့တော့သူတို့တိကြတယ်နော်သူတိတာမှသူတို့တွေကကျွန်တော်တို့တောင်ပူတိသေးတယ်တချို့ဥစားတွေဆိုလို့ရှိရင်လေအဲ့တော့ဒီ Congress ဘက်ကလူတွေကိုပဲကျွန်တော်တို့ကအဲ့ဒီသတင်းပေးเสียလို့ရလေဘာလို့ Congress ကလူတွေကြတော့သူတို့ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံအကုန်လုံးကဒီသူ့ပေးထားတဲ့ staff 50 60နဲ့အဲ့ဒီအမတ်တယောက်ကမလောက်ဘူးပေါ့နော် အဲ့တော့သူတို့ရောနည်းနည်းပေါ်ပါကူပြီးတော့ရှာပေးတာတို့ပါတို့လေဟုတ်ကဲ့လို့တင်ပေးတာတို့လောက်တာဝဖြစ်တယ်ဒါပေမဲ့ဒီဟို Federal Government နဲ့အဲ့လို National Security ဟိုအရော Council လာတော့သူတို့ဟိုအကုန်လုံးလို့လို့သူတို့တိမိခေါင်မိရှိမယ်လို့ဟိုယူဆတာပေါ့လေဟုတ်ကဲ့ဆရာဆရာအဲ့တော့ဒီဒီကုန်းချုပ်အနေနဲ့ဟိုမြန်မာပြည်သူတွေရောဒါနဲ့ပတ်သက်ပြီးတော့ဆရာဗာမ ्या message ပေးခြင်းတယ်လဲဆရာ Well ဟိုဗမာပြည်သူတွေကိုတော့အခုဒီဒီကဟိုလွတ်တော်ကတော့เนาะပို့ပြီးတော့စိတ်ဝင်စားမှုပြလာပြီပေါ့ဟုတ်ကဲ့အဲ့တော့ဒီစိတ်ဝင်စားမှုပြတာကိုကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့အနေအထားရအောင်ကကျွန်တော်တို့တည်င်းမှန်မှန်ပြီးဖို့လိုတယ်ကျွန်တော်တို့အဲ့ဒီဒီမှာနေတဲ့မြန်မာပြည်သူတွေကเนาะဟိုမြန်မာပြည်ပွားပေါ့เนาะအမေရိကန်သားဟုတ်တယ်လူတွေက သူတို့ကဒီသူတို့ရဲ့အမတ်ဒီပါရီကိုတိုက်ရိုက်တောင်းဆိုလို့ရတယ်ဆက်သွယ်လို့ရတယ်ဒါပေမဲ့အဲ့ဒီကိစ္စမှာလောက်တာကိန်းတာအားနေကြတယ်ဗျအဲ့လိုပဲဟိုဘာသာစကားမကျွမ်းကျင်လို့လို့ဒီကနော်ဟိုနိုင်ငံရေးမကျွမ်းကျင်လို့လို့เนาะအဲ့ဒါမျိုးတွေနဲ့တိတ်ပြီးတော့မလုပ်ဖြစ်ကြအောင်အဲ့တော့တကယ်တော့ဒီဟိုအမတ်ဒီနဲ့ဆက်သွယ်ပြီးတော့เนาะဟိုသတင်းပေးနေတဲ့လူတွေကရောရောအပြည့်ကကြီးစားနေများတယ် ခြေစားရည်များတော့သူတို့ကိုဒီထောက်ပံ့တဲ့လူတွေရဲ့เนาะဆန္ဒကိုလိုက်ပြီးတော့အဲ့ဒီဘက်ကိုစောင်းပြီးတော့သူတို့ကเนาะငှက်မြတာတာမဟုတ်ဘဲနဲ့တောင်းဆိုရတာပေါ့လေအဲ့တော့ကျွန်တော်တို့အများလူကျင်တာကိုတောင်းဆိုကြလို့ရှိရင်အများကဒီ advocacy ပေါ့เนาะကိုယ့်ရဲ့အမတ်ကိုကိုဆက်ွယ်ပြီးတော့တည်င်းမှန်မှန်ပြေးဖို့လိုတယ် เนาะအခုမနေ့တော့ hearing တော့မှတချို့ဇာတိကအဲ့လိုသတင်းအချက်အလက်လေးတွေကလွဲတာတွေရှိတယ်ဗျအဲ့လိုမျိုးတွေကြာလို့ရှိရင်တွေ့ရင်ချက်ချင်းအဲ့ဒီတို့ဟိုမမမသိတဲ့လူကိုချက်ချင်းပြောမှာเนาะပြီးတော့သူတို့တကယ်လို့သတင်းမှားနေတဲ့အတွေးခေါ်မှားနေတယ်ဆိုရင်ဥမာဆိုလို့ရှိရင်ခုအမတ်ကမေးတယ်မလားเนาะဒီဟိုဟိုတရုတ်ကိုအစားထိုးဖို့เนาะအမေရိကန်ကဒီစစ်တပ်နဲ့ဆက်သွယ်ရင် မဖြစ်နိုင်ဘူးလားဆိုတော့နော်အဲ့တော့အဲ့ဒါမျိုးဆိုလို့ရှိရင်အခုကျွန်တော်တို့ဘက်ကတော့ဖြီးပြီးတယ်လေဒီက American နိုင်ငံဘောကနိုင်ငံသားနော်သူကသူတို့ကရှင်းရှင်းလင်းလင်းဖြီးနိုင်တော့နောက်ပညာရှင်ကလေအဲဒီလိုတော့လုံးဝမဖြစ်နိုင်ပါဘူးဆိုတာအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒါမျိုးလေးဟိုဝိလေကြောင့်မှလောက်တာလေမဖြစ်လဲဆိုရင်ကျွန်တော်မြင်တယ်နော်အခုဟိုဒီကြားဖြတ်နေကိုအတူရောင်နှိမ်နေနေတော့ပေါ့လေနော်အခုဟို ထမဆုံးဟို sanction လောက်ခံထိတဲ့ BGF နဲ့เนาะစစ်တပ်နဲ့ပေါင်းပြီးတော့ဒီ building တွေဖြိုးနေဖိလစ်ပိန်းမှာတော့အဲ့ဒီ building တွေပတ်စံအများကြီးကိုအကုန်ခံပြီးတော့ဆောက်ထားတာသူတို့ပြန် repurpose လုပ်လိုက်တယ်ဗျာဒီ building ကိုကြောင်းလုပ်လိုက်မယ်ဆေးရုံလုပ်လိုက်မယ်ဘာညာလေအခုကြတော့ဖြိုပြစ်နေတယ်ဆိုတော့ for sure လာတော့ဖြစ်ရင်တက်တဲ့အထာထားဖြက်စည်းတာလားဘာမှမသိဘူးလေเนาะအဲ့ဒါမျိုးတန်တရားဖြစ်เสียရှိတယ်ဒီကဟိုသတင်းသမားတွေကတော့ဘယ်သူမှမယူဘူးညာ နော်အဲ့တော့ဟိုသူတို့စီကနေပြီးတော့ဒီချင်းကမှာပဲဒီကအစိုးရအောင်ကျွန်တော်တို့ဓာရီလုတ်နေပါတယ်နော်အဲ့တော့ဓာရီကိုကျွန်တော်တို့လုတ်ဖို့အတွက်ကြံဖြတ်နှိမ်နှင်းဖို့အတွက်အကူအညီပေးပါဆိုလို့ရှိရင်သူတို့ဘက်ကနေလိုက်ပြီးတော့ပြောပေးမယ်အမှတ်လည်းရှိမယ် lobbyist တွေလည်းရှိမယ်အဲ့ဒါတွေကိုကျွန်တော်တို့ကနော်မှန်မှန်ကန်ကန်တုံ့ပြန်နိုင်ဖို့နော်ကျွန်တော်တို့ ဟိုဒီမှာနေတဲ့ဗမာတွေเนาะဟိုပူနားလေဖို့လို့တော့ပေါ့เนาะ။နောက်မမှန်ကန်ကန်သူတို့ဟိုရုတ်တက်ကင်တအောင်ဒီကူတော့လုတ်ပါဗျာเนาะကူကဥမဆောင်နိုင်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တို့ပို့ပြီးတော့တော့ဒီဟို advocate လုတ်ဖို့လို့တယ်။ American အစိုးရအဲ့လွတ်တော်တွေဘာတွေနဲ့လေဆက်သွယ်ဖို့လို့တယ်။ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါကတော့ပြီးခဲ့တဲ့노မာလ19ရက်နေ့